ီနေ့မှာတော့အားလုံးညှော်လင်းဆောင်စားနေတဲ့ reading တွေကိုမဆူလို့ပေးမှာဖြစ်ပါတယ်။အဲဒီ reading တွေကတော့အမေစုတောင်ဆန်းစုကြည်အခုလက်ရှိအချိန်လေးဘယ်လိုရှိလဲ၊ဘာဆက်ဖြစ်မလဲ၊သူဘယ်တော့လုံရမလဲပေါ့နော်။အဲဒါလေးတွေကိုကက်လေးတွေဆွဲပြီးတော့အဖြေရှာကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်။အခုလာမယ့်ဂျွန်လ19ရက်နေ့ရဆိုလို့ရှိရင်တောင်ဆန်းစုကြည်အသက်80ပြည့်မှာဖြစ်ပါတယ်။အဲဒီတော့ကြောင့်မလို့ ဒီမှာ campaign တွေပါလေလုပ်နေကြတာလေးတွေ့ရတဲ့ဒီလုံဆောင်ခါရာတို့ပါလို့ဆိုလို့ရှိရင် greening စံချိန်ဝင်မှုအတွက်ဟိုဟာ video လေးတွေ collab လုပ်နေတာလေးတွေလည်းတွေ့ရတယ်ပေါ့နော်အဲဒီတော့အကယ်၍ကိုက eba မှာရှိရဆိုလို့ရှိရင်အဲ့ဒါလေးတွေကိုအပဝင်အားဖြည့်ပေးဖို့အတွက်မဆူလေဒီကနေပြီးတော့တိုက်တွန်းပြရစီပေါ့နော်အဲဒီ reading လေးကိုလုပ်ဖို့အတွက်မဆူက idea ရှိထားတာတော့တော်တော်ကိုကြာနေပြီတစ်နှစ်လောက်ရှိပြီပေါ့နော်ဒါပေမဲ့အာမလောက်ဖြစ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ reading ကဘယ်လိုပြောမလဲ ဟို heavy လည်းဖြစ်တယ်ပြီးတော့ကိုလိုချင်တဲ့အဖြစ်မရအောင်ဆိုလို့ရှိရင်ဒါကြီးကဒီဒါကြီးကို manifest မလုပ်ချင်ဘူးကွာဒီကမှ disappointment ဖြစ်ချင်ဘူးပေါ့နော်ပြီးတော့သူများတွေကိုလည်းမဖြန့်ချင်ဘူးကွာ negative ဆိုလို့ရှိရင်ဒါပေမဲ့အခုကတော့ဘာဖြစ်ဖြစ်လုပ်ကြည့်လိုက်မယ်လေးဆိုပြီးတော့လုပ်လိုက်မှာဖြစ်ပါလေပေါ့နော်အဲဒီတော့ရမယ့်အဖြေကဒိုးရီမျောလင်းထားတဲ့အဖြေဖြစ်ချင်လဲဖြစ်မယ်ဖြစ်ချင်တာလည်းဖြစ်မယ်အဲဒီတော့ကြောင့်မလို့ open mind လေးနဲ့ပဲစက်ကြည့်လေးပါလို့ တိုက်တွန်းခြင်းပါတယ်ပေါ့နော်အဲဒီတော့ let's get started ကျမ်းမာရေးကိုမဆိုအရင်ဆုံးပါเนาะကျမ်းမာရေးအာဒီနှစ်ရဲ့နောက်နှစ်ရဲ့โอเค ေးရလေးအစိုးကြီးတော့မဟုတ်ဘူးပေါ့နော်ကောင်းတဲ့ကက်လေးတွေပါပဲပေါ့နော်ဒီမှာဗာပြနေလဲဆိုလို့ရှိရင်တောင်ဆန်းစုကြည်ရဆိုလို့ရှိရင်အခုသူတယောက်တည်းနေရတာကိုပို့ပို့ပြီးတော့ enjoy ဖြစ်လာရေပေါ့နော် solitude ကိုပို့ပြီးတော့ appreciate ဖြစ်တက်လာရေပို့ပြီးတော့ emotionally လည်း fulfill ဖြစ်လာရေပေါ့နော်ပြီးတော့ဒီမှာ six of cups reverse ကြရတဲ့အကြောင်းမလို့သူ့ရဲ့အရင် memories တွေအရင်တော့ ဖြစ်ခဲ့တဲ့ဥစ္စာလေးတွေကိုပြန်ပြီးတော့သတိရတဲ့ပုံစံလေးတွေရှိရပေါ့နော်။သူသားသမီးတွေရှိမယ်ပြီးတော့သူ့ရဲ့ colleagues တွေပြီးသူပြီးသားတွေအဲ့ဒီရဲ့ memories တွေကိုတော့သူကအမြဲတမ်းသတိရတဲ့ပုံစံလေးရှိရဒါပေမဲ့ तू ကအခုစိတ်ကြကြနေလားပြိုလဲနေလားဆိုရင်တော့လုံးဝမဟုတ်ဘူး။သူ့ဟာသူ strong ဖြစ်တယ်။သူ့ဟာသူအဆင်ပြေနေတဲ့ပုံစံလေးရှိရပေါ့နော်။ဒီမှာဒီဟာကိုပဲကြည့်လိုက်ပါ။လုံးဝအဆင်ပြေတယ်။ तू ရှိတာလေးနဲ့ရှိတယ်လို့ကိုအဆင်ပြေတယ်ပေါ့နော်။ the hermit the hermit ဆိုတာသူဟာသူ solitude solitude ဆိုတာက တယောက်တစ်တည်းတည်းစိတ်စိတ်ကလေးဟိုဖျားတရားလောက်တာပဲဖြစ်ဖြစ်စာဖတ်နေရပဲဖြစ်ဖြစ်အဲအဲ့လိုပုံစံမျိုးတွေနဲ့သူကသူအဆင်ပြေရပါတော့အရင်တုန်းကလည်းသူဒီလိုမျိုး house house arrest ကို20 years နေခဲ့ဘူးလားဆိုတော့အခုအချိန်နေရလဲသူတို့ကဟိုပါပေါ့နော်နေတတ်နေပါပြီပေါ့နော်နောက်တစ်ခုကကြတော့2026သူရဲ့ကျမ်းမာရေးပေါ့နော်2026မှာလေအဲ့တိုင်းပဲ night of caps သူကဖြည်းဖြည်းမှန်မှန်ပဲသူပုံမှန်တော့သူကသူ့ routine လေးနဲ့သူဖြည်းဖြည်းမှန်မှန်လေးပဲသွားမယ်ကျမ်းမာအောင်နေမယ် စိတ်ဓာတ်ကိုလုံးဝအကြမခံဘူးပြီးလို့ရှိရင်တမွန်တမွန်ကို reverse ကြရတော့ကြမလို့အရင်တော့ကသူမသိခဲ့တဲ့အရာတွေတဖြည်းဖြည်းနဲ့ realization ပြန်ပြန်ပြီးတော့သိလာရပေါ့နော်တရားသဘောတွေသိလာရလဲဖြစ်ဖြစ်မယ်ဟိုဘာတွေလဲတော့မသိဘူးပေါ့နော်ဒီဒါမှသူခန္ဓာကိုယ်အကြောင်းကသူစိတ်အကြောင်းကသူခန္ဓာကိုယ်နဲ့စိတ်ကိုသူမသိခဲ့တဲ့အရာတွေကိုတဖြည်းဖြည်းနဲ့ self awareness ရတဲ့သဘောနဲ့ပို့ပို့ပြီးတော့သိလာနေပေါ့နော် ားတွေတဖြည်းဖြည်းနဲ့တရားသဘောတွေတဖြည်းဖြည်းနဲ့သိလာမယ်ပုံစံလေးရှိရဲ Excuse me နော် Nine of Swords ကို reverse ကြရဲပေါ့နော်သူမကရံဖန်ရံခါပေါ့နော်ဆိုရင်ပူရံမှုလေးတွေရရှိတယ်ဒါပေမဲ့ reverse ကြရဲအတွက်ကြောင့်မလို့အဲ့ဒါလေးတွေကလည်းတဖြည်းဖြည်းနဲ့တက်တာလာနိုင်တယ်ပေါ့နော်ဒါကတော့2026ဒီမှာကအရင်ဆိုးတာတွေပြိုလဲနေတာတွေလုံးဝမရှိဘူးလုံးဝ strong ဖြစ်တဲ့အထူးသဖြင့်သူကသူကအခုလောလောဆယ် အာအရေးကြီးဆုံးကသူ့ရဲ့စိတ်ပဲသူ့ရဲ့စိတ် strong ဖြစ်လို့ရှိရင်ကျမ်းမာအောင်လည်းနေလို့ရတယ်ကွာစိတ်ကလူတယောက်ကစိတ်က strong ဖြစ်နေပြီဆိုလို့ရှိရင်ဘာဘယ်အရာမှမဆိုသူ manifest လုပ်လို့ရတယ်အဲ့ဒီပုံစံမျိုးပဲကွာအခုသူ့ situation ရတယ်လေအထဲမှာသူ့သူ့ကိုယ်သူ influence လုပ်လို့ရတာသူ့စိတ်တမျိုးပဲရှိတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အထဲမှာအခု2025မှာလည်းဆိုလို့ရှိရင်လည်းအရင်ကတော့ memories တွေကိုရံဖန်ရံကာတတိရတယ်အာ ါလေးတွေကိုလွမ်းနေပေါ့နော်ဒါပေမဲ့သူ့ကိုယ်သူလည်း strong ဖြစ်အောင်နေတယ်သူဟာနဲ့သူအာအေးဆေးဆေးဖြတ်တန်းနေပေါ့နော်အေးချမ်းချမ်းစိတ်ကိုအေးချမ်းစွာနဲ့ပဲသူဖြတ်တန်းနေရနောက်နှစ်ကျလို့ရှိရင်လည်းအတိုင်းပဲတရားသဘောတွေသိလာမယ်ပုံစံလေးရှိရပြီးလို့ရှိရင်အမ်တဖြည်းဖြည်းနဲ့ဟိုပါပေါ့နော်ဟိုလို့ပြောမလဲသူသူရဲ့ situation သူကျေနပ်တယ်ပေါ့နော်အဲ့အဲ့လိုပုံစံလေးတော့ရှိပါတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့အာဒေါ်ဆန်းစုကြည်ရဲ့ ဟိုပါပေါ့နော်2025ရဲ့2026ရဲ့ရဲ့ဟိုကျမ်းမာရေးအခြေအနေပေါ့နော်ဒီမှာကကြတော့မကောင်းတဲ့ကတ်တွေမပါဘူးအဲ့ဒီအတွက်ကြောင့်မလို့မဆိုးတော့တော့အဲတောင်းငယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ကျမ်းမာရေးပေါ့ and အခုကကြတော့အတိအကျဆုံးနေပေါ့နော်အဲ့ဒါပါလဲဆိုတော့လောင်ဆန်းစုကြည်နာမည်အတွင်းပြန်လို့ရမှာ မှန်ပြနေရတော့ justice justice ဆိုတဲ့အကိုကတရားကပဲဘယ်လိုပြောမလဲတရားဓမ္မအနိုင်ရရှိမယ်ပေါ့နော်အခု तू လွန်မြောက်လာတာက तू तू သူ့ရဲ့လွန်မြောက်မှုကတရားဘယ်လိုပြောမလဲ justice ဖြစ်တယ်ဆိုလို့ရှိရင် तू လွန်မြောက်လာလိမ့်မယ်မဆုလို့အကောင်လုံးကတော့သူ့ရဲ့လွန်မြောက်မှုကကာမတရားတယ်လို့မဆုအကောင်မဆုလို့အကောင်လုံးကယုံကြည်ရဲ့အဲ့အတွက်ကြောင့်မလို့ငါးနှစ်အတွင်းမှာမဆုရတော့ လူမြောက်နိုင်ငယ်လို့တော့ခင်နေပါဒီမှာဒီနှစ်ကက်ကကြတော့သူကဘယ်လိုပြောမလဲအပရိုက်ကြရဲဆိုလို့ရှိရင်အတိုက်ကြရဲဆိုလို့ရှိရင်ကောင်းတဲ့ကက်မဟုတ်ဘူးကွာနှစ်ကက်စလုံးကဖြားမြန်ကြတယ်ရောင်းမြန်ကြရဲဆိုတော့ကောင်းတယ်လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်မကောင်းတာကရော့ကျသွားတယ်လို့လည်းပြောလို့ရတယ်အဲ့တော့မဆူနောက်တစ်ကက်ထပ်ဆွဲကြည့်မယ်ကွာသူက4 of cups နဲ့5 of cups ကို sequence လိုက်ကြည့်လာကြတယ်နော် အဲ့တော့ဒီ9နှစ်အတွင်းမှာလွတ်မြောက်နိုင်မလွတ်မြောက်နိုင်လို့ဆိုနောက်ပြတဲ့တက်ကဆက်ဆွဲမယ်ပေါ့နော် တရားမျှတတဲ့ဥစ္စာတခုခုတော့ဖြစ်လာနိုင်တယ်ကွာ။သူလွတ်မြောက်ခြင်းမလွတ်မြောက်ခြင်းကတော့ကန်တရားနဲ့ပဲဆိုင်နေပေါ့နော်။မဆူကတော့အဲ့လိုပဲပြောလိုက်တော့မယ်။ဒီမှာ justice ကကြတာကကြလာတဲ့အကြောင်းမလို့မဆူလို့ကလုံးဝပြောနိုင်တာကတော့တရားမျှတမှုက၅နှစ်အတွင်းရမယ်။၅နှစ်အတွင်းမှာတရားမျှတမှုရမယ်။အဲ့တော့သူမလွတ်မြောက်ခြင်းနဲ့လွတ်မြောက်လာမယ်။အမ် မှဒီဒီဘက်ကကြားတဲ့ကက်ကကြတော့ eight of swords သူကကြတော့မလွတ်မြောက်နေတဲ့ပုံစံလေးကွာ okay အဲ့တော့နောက်ဆုံးသူရဲ့လွတ်မြောက်မှုမလွတ်မြောက်မှုကိုမဆုနောက်ဆုံးအနေနဲ့နေရာသမျှပြောရမှာဆိုလို့ရှိရင်ငါးနှစ်အတွင်းမှာတော့တရားမျှတမှုရရှိမှာဖြစ်ပါတယ် ်သူမအတွက်သူမအတွက်တရားမျှတမှုတစ်ခုရရှိမှာဖြစ်ပါတယ်ဒါပေမဲ့လုံးဝကြီး liberate ဖြစ်သွားဖို့ကကြတော့သူမရဲ့ကံတွေပဲဆိုင်နေပေါ့နော်သူမကြီးအခုဒီအချိန်နေရနေပြီးတော့ house arrest ပဲဘယ်လိုပြောမလဲ shop ပေါ်သွားနေတယ် shop ပေါ်သွားနေတယ်ဒါမှမဟုတ်အခုခုပေါ့နော်ဟိုတရားမျှတမှုတစ်ခုကတော့၅နှစ်ကျင်းမှာရရှိမှာဖြစ်ပါတယ်အခုအချိန်နေရနေလုံးဝလုံးယောက်ကိုလုံးယောက်ကိုတော့မဆုလို့စောင့်ကြည့်ကြမယ်ဒီဟာလေးနဲ့ပဲမဆုဒီကောင်ချက်လာတယ်ပေါ့နော် ါပြီးတော့အားလုံးလည်းဒီဗီဒီယိုလေးကိုကျေးဇူးနဲ့မြင်သက်လိုက်မယ်လို့